ားလုံးမေးမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားကြားနှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတိုင်းသိရှိနိုင်အောင်လည်းဘေးနားအလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မော်သေးမောပင်လေးကုတုကုတုရဲ့ဟဲ့တော်မြငါ့ကိုဘာလို့ခေါ်နေရလဲငါ့ကိုဘာခိုင်းအောင်မလဲမသိပါဘူးဟဲ့ကုတုဒီလောက်အေးနေအောင်နေပေတော့မို့လဲ ဘဲမမဟုတ်ပါအန်တီကျွန်တော်ကတော်ရရနေထင်းလေးနေနေလာသွားစုမလို့ပါ။အော်အဲ့ဒါကျွန်တော်အိမ်နေနေပြင်ကြာရှိလို့လေ။အဲ့ဒါဆိုရင်နင်ဒီလိုလောက်ပါလားကုတ်တူ။ငါအတွက်လည်းထင်းနေနေနေလာစုခဲ့ပေးပါအောင်။ဘာလို့လဲတော်မြတ်အနည်းအင်ရအဆင်ပြေပါရဲ့။အနည်းဘာလို့ထင်းတွေလိုအပ်ကြလဲ။ဘာလို့လဲဆိုတော့အန်တီကအသက်ကြီးနေပြီလေ။ပြီးတော့မင်းတို့လိုအသက်ငယ်တဲ့ငှက်တွေထက်ငါကပိုပြီးတော့ချမ်းတက်တယ်။ငါမှထင်းလေးတွေစုထားတာရှိလို့ရှင်။စားရတဲ့အေးအေးစီစီဖြတ်တန်းလို့ရပြီ။ ဟုတ်ပြီအနီကျွန်တော်အနီအတွက်လည်းချင်းတင်ယူခဲ့ပါမယ်အေးကောင်းပြီအဲ့ဒါဆိုကျွန်တော်တောင်းလာအောင်မယ်နော်ဂူတူဟာဒီလိုပြောပြီးတော့အဲ့ညာကနေထွက်သွားပါရင် သူမြအလုပ်ခိုင်းတဲ့နေရာမှာတော့ငါးဆရာကြီးပဲသူမြအလုပ်လုံးငါးအီးစီတီနာမယ်ဘဲချင်းကြည့်ကြည့်ဒီတော်မြငါအလုပ်တွေခိုင်းနေရပဲဒါပေမဲ့လည်းမတက်နိုင်အောင်လေသူ့ကိုကူညီမဲ့သူကငါးအလွယ်ပြီးရှိမှမရှိရဂူတူဟာထင်းရှားနေင်းနဲ့အဝေးကြီးကိုရောက်လာပြီးရဲ့နောက်မှာတော့ ။သူကထင်းချောင်းနဲ့နဲ့တွေ့သွားပိုင်။သူကအဲ့ဒီထင်းတွေစုပြီးကြိုးတချောင်းနဲ့ခံရောက်စည်းလိုက်ပိုင်။ထင်းတွေကနည်းနည်းများရဲ့အတွက်ကြောင့်မလို့ကူတူကအဲ့ဒါကိုမားတဲ့အခါမှာအခက်ခဲဖြစ်နေပိုင်။အဲ့ဒီတော်မြလေးလေသူ့ရဲ့ထင်းတွေသာမပိုင်။ဒီလောက်လေးမှမဟုတ်ဘူး။ပြီးတော့ငါ့အတွက်လည်းတဲ့ရနည်းနည်းလွယ်လိမ့်မယ်။ကူတူကဒီလိုပြောရင်းနဲ့သူ့ရဲ့အိမ်ဘက်ကိုပြန်သွားပိုင်။နည်းနည်းဝေးရဲ့နေရာရောက်တဲ့အခါမှာအဲ့ဒီထင်းစီကိုခြိထားတဲ့ဂျိုဟာနည်းနည်းချောင်ပြီးတော့အဲ့ဒီထင်းဟာအောက်မှာရှိတဲ့ တင်းမောပင်တပင်ပေါ်ပြုတ်ကျသွားပါ යි အာငါဘောဒီထင်းတွေဘယ်သူပြစ်ချလဲကုတူကအောက်ကိုမြင်မြန်စမ်းလာပါ යි ကုတူကစကားပြောနိုင်တဲ့တင်းမောပင်မြင်ပြီးအယံကိုအံ့ဩသွားပါ යි အဲ့ထင်းတွေငါဘောနေရပြစ်ချခဲ့ရလားဟုတ်တယ်ကျွန်တော်ကျွန်တော်ခွတ်လို့ပါကျွန်တော်အဲ့ထင်းတွေစုပြီးရှီထားရင်ကြွားပြေးကျသွားလို့ပါကျွန်တော်စုထားတဲ့ထင်းတွေအယံများနေလို့ပါဒါကြောင့်ဒီလိုဖြစ်သွားရတာပါဒါပေမဲ့ကျွန်တော်နားမလည်ရတခုရှိတယ် ခမရအပြင်တပြင်ဖြစ်ပြီးဘာလို့စကားပြောနိုင်နေရလဲငါမော်ဆန်နဲ့တင်းမောပင်လေးပဲဒါပေမဲ့နေလင်းကတခုပြောပြပါဒီလောက်ထင်းတွေအများကြီးကိုဘာလို့နေရာယူသွားနေရလဲဒါရီကဘာလို့ဖို့လဲကျွန်တော်ကဒီထင်းတွေနဲ့ကျွန်တော်အိမ်ပြန်ပြင်ဖို့ပါအဲ့ဒါကျွန်တော်အိမ်ကနည်းနည်းစုံနေလို့ပါငါပြောခဲ့တဲ့အတိုင်းပဲငါမော်ဆန်နဲ့တင်းမောပင်တပင်ပဲတကယ်လို့နေငါ့ကိုတကယ်ကူညီလို့ရှိရင်ငါအနည်းကိုအိမ်အသေးအောင်လုပ်ပေးမယ် ဘာကူညမှာလဲဘလို့ကူညမှာလဲငါရေစာနေလို့ပါရေနေနေလောက်ကြသွားရင်ကောင်းမယ်။အင်းကြားတာပေါ့ဒီနာအမြစ်ကနေငါရေသွားယူခဲ့မယ်။ဂူတူဟာအချိန်မဆွဲပဲအနီးနာမျက်နှာပြန်သွားခဲ့ပါ යි ။ဂူတူဟာအရွယ်အနေငယ်ဆိုပြီးအဲ့ဒါနဲ့ရေထဲပို့အတွက်ချင်းတောင်းလေးတခုလှုပ်လိုက်ပါ යි ။ပြီးတော့အဲ့ချင်းတောင်းလေးကိုရေးဖြည့်ပြီးတော့တင်းမောပင်နာပြန်ရောက်လာခဲ့ပါ යි ။ဘာကောင်းလိုက်တာနည်းနည်းလေးပဲဖြစ်ဖြစ်ငါရေစာရာတက်တာသွားတာပေါ့။ နေနေရတော့တယ်ပြန်ရောက်တဲ့အခါမှာနေအိမ်အစ်စ်ကိုနှင်တွေ့ရလိမ့်မယ်။ဂူတူဟာသင်းမောပင်ပြောတဲ့စကားတွေကိုလိန်နေရရင်းလို့ပဲထင်ခဲ့ပါတယ်။သူဟာထင်းတွေကိုထပ်မယူဘဲနဲ့သူ့ရဲ့ဒေါအုပ်ဘက်ကိုပြန်သွားပါတယ်။သူဟာသူ့ရဲ့ဒေါအုပ်တွေကိုပြန်ရောက်တဲ့အခါမှာတော့သူ့မျက်စိနဲ့မြင်နေရတာကိုသူကိုယ်တိုင်တော့မယုံနိုင်ပါဘူး။ငှက်တွေအလုံးကဂူတူရဲ့အိမ်ကိုအံ့ဩစွာနဲ့ကြည့်နေကြပါတယ်။အကောင်လုံးကိုဖယ်ခိုင်းပြီးတော့ဂူတူကအိမ်ထဲကိုဝင်သွားတဲ့အခါမှာတော့သူလည်းအယံကိုအံ့ဩသွားပါတယ်။ ာလို့လဲဆိုတော့ကုတူရဲ့အိမ်ကအခုတော့အရင်အတိုင်းမဟုတ်တော့ပါဘူး။ဘာငါငါအိမ်မက်တွေမက်နေရလား။မဟုတ်ဘူး။ရှင်မင်းကထင်းနေသွားယူတဲ့အချိန်ထိတော့အားလုံးပုံမှန်ပါပဲ။ကျမနဲ့မမောင်နေရနေ့လေအိမ်နေရ။ကျမပြန်နိုးလာတဲ့ခါကျတော့ကျမတို့ရဲ့အိမ်ကကျမတို့မအိတ်ခင်ပုံစံနဲ့ရောမတူတော့ဘူး။ကျမတို့အိမ်ကလုံးဝအစ်စ်ဖြစ်သွားခဲ့တယ်။ဒါရှင်းလို့ခဲ့ရလား။ကျမအိမ်နေအောင်အရှင်ပြန်လိုက်ကြလားအခုတော့ကုတူကဒါရီသင်းမောပေးမယ်လောက်ခဲ့တယ်ဆိုတာကို သိသွားပါတယ် ဒါပေမဲ့လေကုတူကပြောခဲ့ပါ යි อืมဒါရီကိုပဲပြင်ခဲ့ရလေမင်းအိမ်ရဲ့အခြေပြင်လိုက်တာကုတူရှင်းရတကယ်အရန်တော်တာပဲကျမရှို့မဝယ်ကြည့်မယ်ကုတူရဲ့အိမ်ဟာချက်ချင်းပဲအစ်စ်ဖြစ်သွားပါ යි ဆိုတာတော်ရီမှာရှိရင်ငှက်တွေအလုံးထွက်အရန်ထူးဆန်းနေပါ යි နောက်တနေ့ကျတော့ကုတူကမနက်ခင်းအစောကြီးမှာပဲတော်ရီကနေအစာသွားရှာမယ်ဆိုပြီး အပြင်ကိုသွားနေပါ යි ဟေးကြီးကန်းကုတူရေဒီတခါတော့ငါတော်မြစကားလုံးဝနားမထောင်တော့ ကူတူဟာတော်မြစကားမကြားကျင်အောင်ဆောင်ပြီးအန်နီကနေပြန်သွားပါဟဲ့ဒီကြီးကမရတော့ဒီနေ့ငါနဲ့စကားတော်မပြောချင်တော့လားမနေ့ကသူ့အိမ်ကလည်းလုံးဝအစ်စ်ဖြစ်သွားခဲ့ပြီလေပြီးတော့သူ့ထင်းတွေလည်းမယူခဲ့ပါဘူးတခုခုတော့လွဲနေပြီနဲ့တူတယ်အခုတော့တော်မြကလည်းကူတူအနောက်ကိုလိုက်သွားပါကူတူကအဲ့ဒီသင်မော့ပြီးအနောက်ကိုပြန်ရောက်လာခဲ့ပါကူသင်မော့ကူသင်မော့ဒီခင်ဗျားကျွန်တော်မှတ်မိလားအေးမင်းမနေ့ကပဲငါကြည်လာခဲ့ရလေး ပြီးတော့ငါ့ကိုရေလဲတိုက်တယ်လေ။နင်နည်းရဲ့အိမ်သစ်ကိုသဘောကျရဲ့လား။ခမရောက်ကျေးဇူးအများကြီးတင်ပါတယ်ကိုတင်မောဒီရဲ့။ခမရောက်ရေးတိုက်လိုက်တာနဲ့ကျွန်တော်လူရင်းစနာတွေပြေဝသွားခဲ့မင်းဆိုတော့ကျွန်တော်မသိခင်။အော်ဒီလိုရိပေါ့။ဒီအပြင်ကိုရေးတိုက်လိုက်တာနဲ့လူရင်းစနာတွေပြေဝသွားတာ။ခမရရေးစားနေသေးလား။อืมဒီနေ့အေးနေလို့လားမသိဘူး။ရေးပိုစားနေရဲ့။ဟုတ်ပြီ။ကျွန်တော်အခုချက်ချင်းသွားပြီ။ခမရအတွက်ရေးခက်ခဲ့မယ်။ ကုတူကသင်းမောပင်အတွက်နောက်တစ်ခေါက်သွားပြီးရေခတ်လာခဲ့ပါပြောပါမေးပါထက်လိုချင်သေးလဲကျွန်တော်အစာရီအများကြီးလိုချင်လို့ပါသွားပါမင်းရဲ့အိမ်မှာအစာရီပြည့်စုံနေလိမ့်မယ်ကုတူကအာရဝန်တာနဲ့ထွက်သွားပါပြီးတော့ဒေါ်မြားကအဲ့ဒီသင်းမောပင်နောက်ရောက်လာပါကျမလည်းတောင်းဆိုစရာရှိလို့ပါမင်းရောအခုဘာတူလဲကျမရဲ့နမညာဒေါ်မြားပါကျမလည်းကုတူနေရဲ့တောအုပ်ထဲမှာပဲနေရပါဟုတ်လား ဒါပေမဲ့နင်ကရောအရင်ရေးတိုက်ရလိမ့်မယ်။ဟုတ်ပြီ။ပြောပါမင်းပါလို့ကျင်လဲ။ကျမအင်းကောင်းကောင်းလေးရဲ့အစာရိအများကြီးရဲ့ပြီးတော့ထင်းချောက်တွေလည်းအများကြီးလို့ကျင်တယ်။ဟုတ်ပြီ။သွားပါ။နင်ခုအိမ်ပြန်လိုက်တော့နေလို့ကျင်တာတွေအိမ်မှာရှိနေလိမ့်မယ်။ဒေါ်မြာသူ့ရဲ့အိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့အဲ့ဓာရီတွေ့ပြီးအရန်ကိုအံ့ဩသွားပါ යි ။အိမ်တက်လေးဟာထင်းချောက်တွေနဲ့အစာရိအားလုံးပြည့်စုံနေပါ යි ။ဒေါ်မြာကဓာရီတွေ့ပြီးအရန်ပျော်သွားပါ යි ။ အခြားသောငှက်တွေကလည်းကကိုတွေ့ပြီးအယံကုန်အံ့ဩနေကြပါ යි ဟဲ့ဟဲ့ငါ့အိမ်မှာဘာများရှိနေလို့လဲတော်တော်ဖေကြဒီအဖြစ်ပြက်တွေကိုကြီးကဲတကာစောင့်ကြည့်နေပါ යි ကုတူးကအိမ်အစ်ရသွားပြီဒီနေ့ကျတော့ဒေါမြလည်းရသွားပြီတခုခုတော့လွဲနေပြီငါစုံစမ်းကြည့်မှရနောက်တနေ့မှာဒေါမြကတောင်းအုပ်တဲကနေအပြင်သွားကနေအချိန်မှာအဲ့ဒီကြီးကန်ကြီးကသူ့ကိုတားလိုက်ပါ යි ဘာလဲဒေါမြရဲ့အတော်ပဲသွားမလို့လဲကျွန်တော်အကုန်တည့်ရင်တော့ ျွန်တော်ကအန်ဒီရဲ့အိမ်ရောကုတူးရဲ့အိမ်အစ်တွေရောအကုန်တွေ့ပြီးပြီအမှန်တိုင်းပြောပြပါဘာဖြစ်ခဲ့ရလဲ။အော်ဘာလဲဆိုတော့ကြီးကန်ဒါကအန်ဒီတို့ရဲ့လျှို့ဝှက်ချက်တွေပါ။ဒါပေမဲ့နေရငါ့ရဲ့တငယ်ချင်းကောင်မှငါနဲ့ရောအဲ့ဒါကြောင့်ပြောပြရနော်။ဒါပေမဲ့ဘသူကိုမှတော့ပြန်မပြောနေနော်။အေးပါမပြောပြအောင်အခုမြန်မြန်ပြောတော့ငါတို့တော်ရဲ့အပြင်သားလေးမှာမော်ဆန်နဲ့သင်းမောပင်လေးတပင်းရှိရဲ့တကယ်လို့နေသူစီမှာတကူကူသွားပြီးတောင်းဆိုခဲ့လို့ရှင်။သူကနေ့ရက်တောင်းဆိုချက်ကိုဖြည့်ဆည်းပေးလိုက်မယ်။ ဒါပေမဲ့အခြေအနေတစ်ခုတော့ရှိတယ်။နေရသူ့ရဲ့ကောင်းပေါ်ကြောက်တုံးအကြီးကြီးတွေပစ်ချပေးရမှာ။အဲ့ကြောက်တုံးတွေသူ့နာကိုပစ်ချခွင့်မပေးဘူး။ဒါပေမဲ့လည်း तू ကနေရဲ့စကားနားမထောင်ပဲ။နေလုံးရမယ့်အလုပ်ကိုဆက်လုပ်နေရမယ်။တကယ်လို့နေဒီလို သူ့ရဲ့ကောင်းပေါ်ကြောက်တုံးတွေပစ်ချနိုင်မှာ။ तू ကနေရဲ့လူရင်းစနာတွေဖြည့်ဆည်းပေးမှာ။အေးကောင်းပြီ။ငါအဲ့လိုလုပ်ပါမယ်။ကြီးကန်းကအဲဒီကနေမြင်မြတ်ထွက်သွားပါရဲ့။အမလီ तू ကများငါ့ကိုတားမယ်ပေါ့။အခုတော့အဲ့တင်းမော့ပြန် နင့်ကိုဘာပြန်လုပ်မလဲဆိုတာစောင့်ကြည့်နေလိုက်အခြားတစ်ဖက်မှာတော့ជីကန်ကတောင်းအုပ်ထဲမှာအဲ့ဒီတင်မောပင်ကိုရှာနေရင်းနဲ့နောက်ဆုံးတော့တင်မောပင်နောက်ရောက်လာပါပြီတင်မောပင်ကျွန်တော်ခမားစီကတောင်းဆိုချင်တာတခုရှိလို့ပါအေးအေးပြောလေဒါပေမဲ့နင်သိရဲ့မလားဟုတ်ကဲ့ကျွန်တော်အကုန်သိပါဟုတ်ပြီជីကန်ကကြောက်တော့အကြီးကြီးတွေကိုလိုက်ရှာနေပါသူကအနီးနားမှာကြောက်တုံးတွေကြာနေရကိုတွေးလိုက်ပါကဲជីကန် မင်းတော့ကြောက်တော့အကြီးကြီးတွေတဲလိုက်ပါတော့ကြီးကန်ဟာကြောက်တော့အကြီးကြီးတွေမှပြီးတော့တင်းမောပင်ပေါ်ပြစ်ချနေပါဟာတိတ်ပါပြီဒါနေပါလေလုံနေရလေကြီးကန်ဟာတင်းမောပင်ပြောတာလုံးဝနားမထားမဲကြောက်တော့နေကသာစက်တိုက်ပြစ်ချနေပါဟိတ်ကောင်ကတော့ရက်စက်နေပါလို့ဒီကြောက်တော့နေပြစ်ချနေရလေခမရကြောက်တော့နေနဲ့ပြစ်ချခင်ရကြိုက်တာမလားဘယ်အပင်ရများကို့အပေါ်ကြောက်တော့ပြစ်ချစေချင်ပါလေကျွန်တော်တိပါရဲ့ခမရကြောက်တော့ပြစ်ချရတာမခံရမချင် ဘသူ့ရဲ့တောင်းဆိုချက်မှာဖြည့်ဆည်းပေးမှာမဟုတ်ဘူး။ဟဲ့ငတ်တော့အခုတော့နေပါမှတောင်းဆိုနိုင်မှာတော့မဟုတ်တော့။နေမှာရှိသမျှအကောင်လုံးပြန့်သွားလိမ့်မယ်။နေလည်းအယိုးစုပဲဖြစ်သွားလိမ့်မယ်။မလုပ်ပါနဲ့မလုပ်ပါနဲ့ဒီလိုမလုပ်ပါနဲ့ဗျာကျွန်တော်ခွင့်လွှတ်ပေးပါ။ငါ့ကိုရေးတိုက်ရမယ်ဟာ။မင်းငါ့ပေါ်ကြောက်တုံးနေပြစ်ချရဲ့ပေါ့။အဲ့ဒီတော်များငါ့ကိုအခွင့်စင်ခဲ့ရနေတူတယ်။ငါတော့ဒီလိုလောဘကြီးငှက်တွေနဲ့ဝဝေးပဲနေတဲ့။ငါ့ကိုရေးတိုင်းမဲ့ငှက်ရှိရှိမရှိရှိငါသူတို့နဲ့ဝဝေးနေမှရမယ်။ ြည်လို့ပြောပြီးတော့အဲ့ဒီအသင်မောပင်ကြီးဟာအဲ့ဒီကနေပျောက်ကွယ်သွားပါတယ်။ဒေါမြခမရကျွန်တော်အကွက်ဆင်ခဲ့ရပေါ့။ကျွန်တော်တော့သွားပါပြီ။ကျွန်တော်မှဘာမှမရှိတော့။ကျွန်တော်မှရှိတယ်မြအကုန်ပြောင်းသွားပြီ။နေ့လိုအပြင်ကြီးလောပါလေကြီးရဲ့ကြီးကန်ဒါမျိုးပဲဖြစ်တင်တာလေ။အဲ့ဒီမော်ဆန်နဲ့သင်မောပင်ကြီးကအဲ့ဒီနေရာမှာအခုမရှိတော့ဘူးဆိုတော့အလုံးတည်သွားခဲ့ကြပါတယ်။အဲ့ဒီအပြင်လေးပျောက်ကွယ်သွားလဲကောင်းပါလေ။မဟုတ်ရင်ငှက်တွေအလုံးလောပါကြည့်ပြီးအပြင်လေးကြီးသွားကြလိမ့်မယ်။ ကဲအခုလိုမျိုးစိတ်ဝင်စားစရာငှက်ကာတုံပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးခဲ့ကြပါအောင်နော်နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တို့ပြန်လာခဲ့ပါမယ်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်